နိဗ္ဗာန်တော့လိုချင်တယ်လို့ဗဇက်ကပြောတယ်နိဗ္ဗာန်ရောက်ကြောင်းကြင့်စဉ်ကိုမိမိတို့ကသတိတကျမကြင့်ရင်ကိုရမလားမရနိုင်မရသေးခင်ရင်ပေါ့ဘဝတကုဆိုတာမိမိတို့ကလက်ခံရတော့မယ်လက်ခံတဲ့အချိန်ကမှဒီဘဝဒီအနိုင်အမြင့်နှစ်ခုရှိတယ်အနိုင်နဲ့အမြင့်နှစ်ခုရှိတဲ့အ ਨੇ ကမိမိတို့ကအမြင့်ဘက်ကနေပြီးတော့နည်းနည်းကြင်လီရရင်တော့နည်းနည်းတော့ခံစားတယ်နည်းနည်းခံစားတယ်လို့ပြောတာပါနော်ကောင်းတယ်လို့မပြောပါဘူးဘာဖြစ်လို့လဲ မစင်ဟူသမျှလေအနည်းငယ်ပင်ဖြစ်ခြင်းဖြစ်ပါစေယွန်ရှာဆက်ဆုပ်ပဲသဘောတရားဧကံရှိသလိုဘဝဟူသမျှလေအနည်းငယ်ပင်ဖြစ်ခြင်းဖြစ်ပါစေဘယ်ဘဝကိုမျှငါပြာမချိမမှဘူးဆိုပြီးမြတ်စွာဘုရားခေါ်ထားတယ်။ဒါကြောင့်လေအမေတန်အစဉ်တမ်းမြင့်မားနေတဲ့လူလောက လူချမ်းသာပဲကြည်နတ်လောကနတ်ချမ်းသာပဲကြည်ပฏิဗန္ဒီနေရတဲ့ဒုက္ခရှိမယ်ဘဝရတဲ့ဒုက္ခရှိမယ်နာရတဲ့ဒုက္ခရှိမယ်သိရတဲ့ဒုက္ခရှိမယ် မိမိကရာဂမကင်းသေးတဲ့ပုဂ္ဂိုလ်တဦးဖြစ်ခဲ့မယ်ဆိုရင်လေသာအတွက်သမီးအတွက်ဇနီးအတွက်မိအတွက်ပေါ့ပစ္စည်းအတွက်ဆုံးရတဲ့ဒုက္ခတွေရှိမယ်ပူးဆူးရတဲ့ဒုက္ခတွေရှိမယ်ကိုကျွေးရတဲ့ဒုက္ခကိုချင်းရတဲ့ဒုက္ခရှိမယ်ဆင်းရဲရတဲ့ဒုက္ခရှိမယ်ပြင်းစွာပူပန်ရမယ်ဒုက္ခတွေရှိဒီတော့အမတန်ချမ်းသာပါပဲဆိုတဲ့လူဘဝတစ်ခုသုံးဖို့နတ်ဘဝတစ်ခုကိုပဲလှမ်းကြည့်လိုက်တဲ့အချိန်ခါမှာဒုက္ခတွေကအကုန်လုံးအထွက်ကျထားတယ်။ဒါကြောင့်ဘဝဟူသမျှဒီ အနည်းငယ်ဖြင့်ဖြစ်ခြင်းဖြစ်ပါစေဘယ်ဘဝကုန်မျှငါပြန်မချီးမွမ်းပါဘူးဆိုပြီးတော့မြတ်စွာဘုရားကအဆုံးအမထားပါတယ်။ဒါပေမဲ့အနိမ့်နဲ့အမြင့်နှစ်ခုရှိတဲ့အ낵ကသန္တရာခီးကိုဆုံးအောင်မလုပ်နိုင်သေးတဲ့ပုဂ္ဂိုလ်တွေအတွက်အမြင့်သန္တရာကိုရောက်ကြုံဖြစ်တဲ့ခြင်းတွေကိုလည်းမြတ်စွာဘုရားဟောပြီးသားပါနော်။